Okay အားလုံးပဲမင်္ဂလာပါဗျဒီဟာဒီအစမှာ Premier League ကိုအကောင်းဆုံးဥဆောင်ထားနိုင်ခဲ့တဲ့ Champion Liverpool အနေနဲ့လက်ရှိမှာတော့လေးပွဲဆက်ရှုံးနေမှုနဲ့အတူတန်းစီစရာအဆင့်9နေရာကိုရောက်ရှိလို့သွားခဲ့ပါပြီလက်ရှိ Liverpool ရဲ့ကြာဆုံးမှုနဲ့ပတ်သက်ပြီးအားနည်းချက်ချုပ်ကိုပြောပြပေးသွားခြင်းပါပထမဆုံးပြောချင်တာကတော့ Liverpool ရဲ့ကစားခွက်ပါ Anne Slot အနေနဲ့ Liverpool ကို၄ -3 တဲ့၄ -3-3 3လေးနှစ်တစ်စားတဲ့ကစားခွက်တွေပြောင်းလဲပြီးကစားခဲ့သလို Champion League Front Van နဲ့ပွဲစဉ်မှာလည်းလေးလေးနှစ်ပုံစံကိုအသုံးပြုလို့သွားခဲ့ပါတယ်။အချို့ကစားသမားတွေကိုလည်းနေရာအတိအကျမရှိဘဲပြောင်းလဲလုပ်ပြီးကစားစေခဲ့ပါတယ်။ဒီပွဲနှစ်ပွဲမသိတာပေမဲ့ပွဲစဉ်များလာတဲ့အခါအသင်းရဲ့ return ပြတ်ပြီးနောက်ပိုင်းပွဲတွေမှာပြိုင်မဲ့ကစားခွက်အောက်ရောက်လို့သွားပါတယ်။ And a slot အနေနဲ့နောက်ပိုင်းပွဲတွေမှာ433နဲ့ပုံမှန်ကစားမလား၄နှစ်3တင်းနဲ့ပုံမှန်ကစားမလား Frambus နဲ့ပွဲကတော့၄လေးနှစ်နဲ့ပုံမှန်ကစားမလားဆိုတာ တည်ငြိမ်တဲ့ကစားပွဲတစ်ခုကိုရွေးချယ်ရတော့မှာပဲဖြစ်ပါတယ်။နောက်ထပ်တစ်ခုကတော့ side piece နဲ့ long ball တွေမှာအရန်အားနေနေတာပါ။ဒါကြောင့်လဲ low block ကစားတဲ့အသင်းတွေနဲ့တွေ့တဲ့အခါ Liverpool တို့ကွင်းလဲမှာပဲလဲလဲသွားတတ်ပါတယ်။ Liverpool တို့အနေနဲ့ attacking transition တွေအများကြီးလုပ်နိုင်ရင်ပဲတစ်ဖက်အသင်းကပိတ်ကစားတဲ့အခါ midfielder နဲ့ full back တွေရဲ့တိုက်စစ်ဆွမ်းဆောင်ရေးကြာဆင်းသွားတတ်ပါတယ်။နောက်တစ်ချက်က Graven Bash ပေါ်အားကိုးလွန်းတာပါ။ရှေ့ပွဲစဉ်တွေမှာ Graven နဲ့ပတ်သက်ပြီးကျွန်တော် post တစ်ခုတင်ခဲ့ဘူးပါတယ်။ လီဗာပူးရဲ့ကွင်းလယ်နဲ့ကစားဝတ်စတင်ဖို့ရာဒီယာစီမှာ Gravesh ပေါ်အများကြီးမူတည်လို့နေပါတယ် Dedicated Holding Midfielder မရှိတဲ့အတွက် counter အတက်တွေမြန်မြန်ပြန်မစနိုင်သလိုကွင်းလယ်မှာလည်းတစ်ဖက်အသင်းကို open space တွေအများကြီးရသွားစေပါတယ် Curtis Jones ကလည်းခြေပင်မှန်သလိုမနစ်ကခြေစွမ်းပြနေတဲ့ Marka ကလည်းပုံမှန်ခြေစွမ်းအောင်ရလို့နေပါတယ်လီဗာပူးတို့အနေနဲ့ကစားကွက်အကူပြောင်းမှာကွင်းလယ်နဲ့နောက်တန်းအသားတကျလှုပ်ဆောင်နိုင်စွမ်းနည်းလို့နေပါတယ်ဒီအသည်မှာအပြောင်းလဲတွေဖြစ်နေတဲ့ NSL ရဲ့ကစားကွက်တွေကြောင့်အရင်လိုတော်မန်တိုက်စစ်တွေကအလို့သိမဖြစ်တော့ပဲ လက်ရှိမှုတွေအထဲဝင်ဆော့ရဲအတွက်ဖူးပန်းနဲ့တောင်ပံကစားသမားတွေကြားမှာ overlap တွေ analog တွေအားနည်းသွားပြီးကွင်းလယ်မှာလူပုံလို့သွားပါတယ်။လက်ရှိပြောင်းလဲလာတဲ့ Alan Shaw ရဲ့ကစားကွက်ကြောင့်တောင်ပံကစားသမားတွေခြေချပြီး box to box ကစားသမားတွေနေရာပိုရလာနိုင်ပါတယ်။အချို့အားဖြင့်ပြောရရင်တော့ Alan Shaw အနေနဲ့လက်ရှိလူစည်းရင်းနဲ့ကိုက်ညီမဲ့ကစားကွက် foundation တည်ဆောက်ဖို့လိုအပ်နေပြီဖြစ်လို့နောက်တန်းနဲ့ကွင်းလယ်ခန်းစစ်ပိုင်းကိုလည်းပြန်လည်တည်ဆောက်ရမှာဖြစ်လို့ခိုင်မာတဲ့တိုက်စစ်ကစားဘုံကိုလည်းတတ်မှတ်ရမှာဖြစ်ပါတယ်။ right play လိုအပ်ချက်တွေရှိတဲ့ပွဲတွေမှာ long ball ဆုံးနိုင်မှုလိုအပ်လို့ side piece တွေကနေလည်းအသက်ွယ် အခွင့်အလမ်းတွေရအောင်ဖန်တီးရမှာပဲဖြစ်ပါတယ်။မိတ်ဆွေတို့ရဲ့လီဗာပူးနဲ့ပတ်သက်တဲ့အမြင်လေးတွေရှင်းရင်လည်းမျှဝေပေးပါဦး။